အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကို ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ sharing လုပ်သွားပေးခြင်းတဲ့အကြောင်းလေးကတော့မူဆိုမာလီမကင်းကအထက်တောင်မှာအပိုင်းဆက်တွေများနေတဲ့အင်္ဂလန်မင်းသားလေး Jadon Sancho ရဲ့အကြောင်းပဲဖြစ်ပါတယ် Napoli အသင်းက Jadon Sancho ကိုခေါ်ယူအမှန်တကယ်စိတ်ဝင်စားပါလေတကယ်လည်းမှန်ပါတယ်ဒါပေမဲ့သူတို့အနေနဲ့ပြောင်းရွှေ့ချေကိုတက်နိုင်တယ် ဒါပေမဲ့ကစားသမားရဲ့လာစာကိုပေးချေနိုင်ဖို့သူတို့မပစံမရှိဘူးပေါ့ဗျပြောချင်ဒီပြက်ဆန်ချိုကစီအရင်ကြီးရတဲ့လာစာကတောက်ရွေးရေးနေနဲ့သူတို့အဆင်ပြေရဲ့ yes သူတို့ခေါ်နိုင်တယ်ဒါပေမဲ့အဲသူတို့လာစာကိုသူတို့မပေးနိုင်ဘူးပေါ့နော်ဆန်ချိုဘက်ကလည်းအဲသူရဲ့လာစာကိုရှော့ဦးတော့မဟုတ်ဘူးပြောချင်တယ်ဒီပြက်သူကလည်းအဲသူကစားခြင်းနဲ့အတင်းဆိုရင်တော့သူဥပမာဟိုချဲစီလိုပါလို့ဆိုရင်တော့သူလာစာရှော့ရင်ယူလိမ့်မယ်။ဒါပေမဲ့နာပိုလီကသူ့ခေါ်တဲ့အချိန်မှာအဲသူ့ဘက်ကလာစာရှော့ယူမှာမဟုတ်ဘူးလို့လည်းသိရတယ်ပေါ့နော်။ တကယ်တကယ်ဒီကောင်ကအခုချိန်ထိဘယ်အသိန်းကမှသူ့ကိုဟိုသူကလာစာကိလာစာကြောင်းဘူးရောပြီးတော့ထင်းသလောက်မဖြစ်တဲ့ခြေစွမ်းဟောကြောင်းအသိန်းအများစုကလက်ရှောင်းလဲပေါ့နော်နောက်ဆုံးတော့ဟိုဘယ်လိုပြောရမလဲမကောင်းကြောင်းဘူးဆိုလို့ Manchester United အသိန်းစီပြီးတော့ပြန်ရောက်လာခဲ့တယ်ဒါပေမဲ့ Manchester United အသိန်းအနေနဲ့လေကစားသမားကိုအသိန်းမှာဆက်လက်ထားမှာမဟုတ်ပဲရောင်းထုတ်မှာလို့လည်းသိရပါတယ်ဒီကိုရောဘယ်လိုမြင်လဲဆန်ချိုတယောက် Manchester United အသိန်းထုတ်ခွာပြီးတော့ဘယ်အသိန်းကိုရောက်ရှိမလဲလို့ဒီကိုရဲ့ အမြင်လေးကို sharing ပေးကြပါအောင်ဒီလိုလေးအဆုံးထိကြည့်ပြီးရဲ့တယောက်ချင်းစီတောင်ကြည့်ကြပါမယ်ကျွန်တော်ရဲ့ United Fan Area ဆိုတဲ့ Facebook YouTube TikTok ဝင်ရောက်အားပေးကြအောင်ကြည့်ရှုတူတယောက်ချင်းစီတောင်အထူးပဲကျေးဇူးတင်ရှိပါတယ်